မင်္ဂလာပါခင်ဗျာကျွန်တော် ကျော်စိုးပါ People Media ဟောက်ပေါင်းမှားလို့ပါနော်မှားလို့ပါဘာလို့ဆိုတော့ခွေးတွေများများတင်ကျော်စိုးတို့ပဲတတိယကျော်စိုးတို့ကတည်င်းတင်လို့ရှိရင်အာအေးဆေးပဲအဲ့ဘက်ကတော့စိတ်ပူစရာမရှိဘူးဟိုဘက်ကတော့စစ်ကူပစ်ကူတွေလှုပ်ထားတာဟိုဘက်ကတော့အာအချိန်တိုင်ဝင်နေဖြစ်မယ်တခູ່မှမကောင်းတာမရှိဘူးနော်ဒီမြဝတီတို့မြမအတန်းတို့အဲ့ကျော်စိုးဦးတို့အဲကျင်ညာလိုက်ကြည့်လိုက်အာဘယ်နေရာတော့ငါတို့တတ်မတော်ကြီးချုံနေနေပါလေအဆင်မပြေဘူးဘယ်နေရာစခန်းပြေးလိုက်တခါမကြဘူး ဟမ်ရခိုင်ဘက်ဆို AC ပဲသူတို့ AC ဆိုပြီးမကြောက်စကန်းသိမ်းရထိတာပဲနော်အခုတည်းရန်ကုန်တီကားလန်းပေါ်မှာတဲ့နော်ခွေးတွေညိုးပြုတ်တယ်ဆိုတဲ့သတင်းလေးနော်အခုပဲကျွန်တော်ကိုစီသတင်းလေးအထွေထွေ YouTube channel အတွက်ကျွန်တော်သတင်းတို့ထွက်ရိုက်တဲ့အစီအစဉ်ကိုရိုက်ပြီးတာပါဒီစင်စင်းလေးကျွန်တော်ပြန်ပြန်ဆက်နေပါတယ်ဒါကတော့အဲတနေ့တာရရှိတဲ့တင်းတွေကိုစုစည်းတင်ဆက်ပြီးတော့တထိုင်ရတဲ့နဲ့တနေ့တာဖြစ်ပေါ်တဲ့တင်းကောင်းစင်တွေကိုတီဝအောင်လို့တင်ဆက်ပေးနေတာဖြစ်ပါတယ် ိုစီတဲ့င်းနဲ့အထွေထွေ YouTube channel ကနေအဲ့ဒီအစီအစဉ်ကိုကျွန်တော်တင်ဆက်ပေးပါတယ်။တလက်စားလည်းအခုကျွန်တော်တို့ဒီဘက်က reaction တင်တဲ့ Future Federal Sporting ကနေကျွန်တော်ခွေးမျိုးပြုတ်တဲ့တဲ့င်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နော်။အရာသာရှိရှိလေးနားတော်တာစင်မှာပါ။ပဲခူးတိုင်းမင်းလာမြို့နယ်အတွင်းရန်ကုန်ပြည်လမ်းပိုင်းအပါအဝင်နေရာချို့၌ဇွန်လ16ရက်နေ့18ရက်နေ့ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှဒုဗိုလ်မှူးကြီးတဦးခရိုင်ရဲတပ်ဖွဲ့မှူး မြို့မရဲစခန်းမှုအပါဝင်20ကျော်တည်ဆုံးကြောင်းတာယာဝတီခရိုင်အမှတ်3တက်ရင် P23803 ကတည်င်းထုတ်ပြန်တယ်။17ရက်နေ့ကစစ်ကောင်စီကကျွန်တော်တို့ရှိတဲ့နေရာတွေကိုစပိတ်နေတာ16ရက်နေ့မှာစစ်ကြောင်းဝင်လာလို့တိုက်ပွဲစဖြစ်တယ်။အဲ့ဒီနေ့မှာပဲအဓိကမစ်ရှင်ဖြစ်တဲ့ရန်ကုန်ပြည်လမ်းပေါ်မှာကားတွေကိုစစ်ဆေးနေတဲ့အဖွဲ့ကိုတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာဒုဗိုလ်မှူးကြီးတယောက်နဲ့အရာရှိသေးတာပါဟုတ်တာယာဝတီခရိုင်အမှတ်3တက်ရင် P3803 မှာရဲဘော်ဝီစကီကပြောတယ်ဇွန်လ16ရက်ညနေ4:20မိနစ်ခန့်တွင်မင်းလာမြို့နယ်စင်အိုင်ချောင်းပေါက်ကြီးရွာသို့စစ်ကြောင်းထိုးလာတော့အင်အား60ခန့်ပါခန့်လိုက်ရတစ်လက်အောက်ခံတပ်နှင့်ပြူစောရီပူပေါင်းစစ်ကြောင်းအားပြည်သူကာကွယ်ရေးပူပေါင်းတပ်များကတိုက်ခိုက်ပြီးတဲ့နောက်တိုက်ပွဲဆက်ပြင်ဖြစ်ပွားခြင်းဖြစ်တယ်ဒူးဘုံမှုကြီးတူခရိုင်ရဲတပ်ဖွဲ့မှုမြို့မရဲစခန်းမှုတို့တေဆုံးသည့်တိုက်ပွဲမှာ ရန်ကုန်ပြည်လမ်းပိုင်းမင်းလမြို့နယ်စစ်ကွင်းတာဆုံရဲကင်းစခန်းအားဝင်ရောက်တိုက်ခိုက်သည့်တိုက်ပွဲဖြစ်ကြောင်းရဲဘော်ဝစ်စကီကပြောနေစစ်ကူလာတဲ့ဖောကားဆိုရင်ဇီးလုံးပြုတ်တာကားကောင်းခန်းထဲက၃ရောက်စလုံးတိတယ်နောက်မှပါတဲ့ဒူတွေအကုန်ထိတယ်တွေးတွေဆိုတာကားလမ်းပေါ်မှာအများကြီးပဲဟုရဲဘော်ဝစ်စကီကပြောတယ်တေဆုံးသည့်ဒုဗိုလ်မှူးကြီးမှတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းနှင့် တရားဝတိခရင်ရတက်ဘွက်မူမှာဒုတိယရေမူကြီးညာဏဖြစ်ကြောင်းသိရတယ်။အသေးစိတ်ဆက်လက်အတည်ပြုနေစေဖြစ်တယ်။ဒေသခံများနဲ့စိဘက်တည်ရင်မြင့်စိဘက်တည်ရင်မြင့်များ၏အစိုးရယမန်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတုံးနေရတယ်။တရားဝတိခရင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းနဲ့အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတို့လည်းတေဆုံးကြောင်းတရှိရသည့်အသေးစိတ်အထိအသေးစိတ်အတည်ပြုနေစေဟုတရားဝတိခရင်အမှတ်တုံးတိုက်ရင်ပီ2 P23803 ကထုတ်ပြန်တယ်။တိုက်ပွဲဖြစ်ပွားနေချိန်တွင်ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသောအိတ်စီးကားတစ်စီးသည့်တော်လှန်ရေးပူးပေါင်းတပ်များကတားဆီးနေသည်ကိုတတိမမူမိပဲဆက်လက်မောင်းနှင်တွားသည်ဖြင့်တိုင်ရစစ်ကောင်စီတပ်၏တိုက်ခတ်ခြင်းခံရက၃ဦးတေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့ကြောင်းတရားဝတီခေအမှတ်၃တပ်ရင်း P23803 ကထုတ်ပြန်ထားသည်။ထို့ပြင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန်အတွင်းဇွန်လ18ရက်နေ့နံနက်2:00နာရီခန့်တွင် စစ်ကောင်စီကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခြင်းကြောင့်ဖားလေကွင်းကျေးရွာမြောက်စုချီနေအိမ်တလုံးပေါ်တို့ကြားရောက်ပေါက်ကွဲပြီးအသက်80အရွယ်အဖွားတို့တေဆုံးပြီးအမျိုးသမီးတဦးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဟုဖော်ပြထားတယ်။ယခုစစ်စင်ရဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသပဲခူးတိုင်းစစ်ဌာနဗျူဟာ22လောက်ခန့်တပ်ရင်းများဖြစ်တော့တရားဝတီခရင်အမှတ်3တပ်ရင်းတရားဝတီခရင်အမှတ်1တပ်ရင်းတပ်ခွဲ6 AI ညီနောင် PDF MDF special phone နဲ့အရှိုးချင်း different phone ACDF မဟာမိတ်ပူးပေါင်းတပ်များမှစောင်ရွက်ခဲ့ခြင်းဟုတိရတယ်။တိုက်ပွဲတွင်မဟာမိတ်ပူးပေါင်းတပ်မှရဲဘော်2ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းတိရတယ်။တရားဝတီခရင်အတွင်ပြည်သူများအနေဖြင့်စစ်ကောင်စီတပ်ရဲစခန်းထွေအုပ်ယုံရဲကင်းစခန်းလမ်းပိုင်းကင်းစခန်းများအနီးစိုင်ခန်းဖွင့်ဈေးရောင်းခြင်းအိမ်ဆောင်နေထိုင်ခြင်းအချိန်ကြာမြင့်စွာရပ်တန့်စကားပြောခြင်းများမပြုလုပ်ကြပါရန်နှင့်ပြည်သူကာကွယ်ရေးတပ်မတော် PDF မှနယ်မြေလုံခြုံရေးအတွက် လိုအပ်၍ထုတ်ပြန်သောထုတ်ပြန်ချက်များကိုနားလည်ပေး၍ပူးပေါင်းဆောင်ရွက်ပေးကြပါကြံလေတာယာဝတီကိအမှတ်တုံးတည်ရင်ကထုတ်ပြန်ထားတယ်စစ်ကောင်စီဒီမင်းလမြို့နယ်အတွင်းရန်ကုန်ပြည်လမ်းပိုင်းနေရာ၄ခု၌လက်နက်ကြီးများတပ်ဆင်ထား၍ခီးတော်ပြည်သူများလုံခြုံရေးသတိပြုကြရန်ကာကွယ်ရေးရဲဘော်တို့ကသတိပေးထားတယ်ကဲနော်ခီးတော်ပြည်သူတွေလုံခြုံရေးသတိပြုဖို့ဘာအတွက်လုံခြုံရေးဆိုဘယ်ပြည်ပလာပြီးတော့ကျူးကျော်တာလည်းမဟုတ် ကိုနိုင်ငံကတိုင်းပြည်ကိုကာကွယ်မယ်ဆိုတော့စစ်တပ်ကပြန်ပြီးဒုက္ခပေးတာတနင်္လာနေ့တိုင်းမှာဆိုထိုင်းရဖမ်းမိွားတဲ့တူတွေကိုမှတ်ပုံနဲ့အတုထုတ်ပေးပြီးတော့စစ်မှုထမ်းဥပဒေနဲ့ထည့်ပြီးတော့ရှေ့တန်းပို့တဲ့လောက်ရတောင်လုပ်တယ်အဲ့တော့ပြောတော့အမျိုးပြောက်မှဆိုးကြောက်စရာဘာဖြစ်တယ်ညာဖြစ်တယ်ပါဇက်ကနတ်စကားပြောပြီးခွေးဆက်ခင်းကြတယ်နော်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကလက်ခံထားမှလားတချို့နေပြည်သူတွေကတော်လိုင်းနှစ်ကြာတဲ့အပေါ်မှာတော်လိုင်းကိုညင်းဝေလာတယ်အဲ့ဒီဟာကိုစစ်ကောင်စီကကောင်းကောင်းအတုံးချတယ်ဘာအတုံးချလဲဆိုတော့ အကြောက်တရားဖြစ်သွားအောင်တက်ပြတယ်ဘုံကျဲညတယ်စစ်တောင်းထိုးပြတယ်အမြောက်နဲ့ထုပြတယ်ဒါဟာပါတယ်ဆိုတော့ပြည်သူတွေကစစ်ကိုကြောက်သွားအောင်စစ်ကိုမလိုလောင်းအောင်လုပ်ပြတယ်အာတွားမလုံးနဲ့နေတော့စစ်တပ်ကိုတွားလုံးတော့ဟိုကပြစ်မှာပေါ့အဲဒါတွေကအမှတ်တမဲ့ကြည့်မယ်ဆိုဟုတ်တယ်လို့လို့ဒါပေမဲ့ဒါတကယ်တကယ်အုံနောက်နဲ့ညံနဲ့တွေးလိုက်မယ်ဆိုပညာမဲ့စကားတွေနော်ကျွန်တော်တို့ကစစ်တပ်ကတိုင်းပြည်ကောင်ကွယ်ဟာသူ့ကိုတွားလုံးလို့ပြည်သူတင်အောင်လုပ်စီအကြောင်းကိုမရှိတာလုပ်ပြီဆိုတဲ့စစ်တပ်ကိုလည်းကျွန်တော်တို့လက်ခံထားစရာအကြောင်းမရှိဘူးရှင်းရှင်းလေးဒါတစ်ချက် နောက်တစ်ချက်ကတလုံးတော်လန်တော်လန်ရေးဟာတော်လန်ရေးစကားစမှာမင်းတို့တွေကပြစ်ပြေးပါကွာလို့ပြောခဲ့ရတဲ့အနေထားကနေကျွန်တော်တို့လက်ရှိရောက်လာတဲ့အနေထားကိုအဲ့နှစ်ခုပဲမိမောင်းထိုးပြီးကြည်ပါကျွန်တော်တို့တွေကအပေါင်းဘက်ကိုစောင်းလာတာအနှုတ်ဘက်ကိုစောင်းလာတာလားဘာဖြစ်လို့ကြာတာလဲရှင်းတယ်လူမမညီတာဘူးလူမညီတာပဲနော်အခုလက်ရှိပြည်မရောက်နေလူနေကြတယ်လူတဲ့လူကတော့တေအောင်လူနေရတယ်ထိရောက်မှုကြတော့လူသားတော့မထိရောက်ဘူးဘာကြောင့်လဲအဲ့ဒါမညီညာလို့ညီညီညာညာဖြစ်ကြည့် ။နော်အခုကျွန်တော်တို့ထိုင်းမှာ PSC network ဆိုပြီးကျွန်တော်တလ200နဲ့လူတယောက်တိုင်းတလောက်200ထဲရမှာပြောတချို့တတိကြတော့ပို့ထဲပို့လည်းမထဲနဲ့ထဲဝင်မရှိဘူးကျွန်တော်တို့ကစနစ်တစ်ခုဖြစ်အောင်တိဆောက်ပေးတာ။နော်တယောက်200ကိုကျွန်တော်တို့အဲ့စနစ်ကိုတိဆောက်နိုင်မယ်ဆိုထိုင်းမှာလူဦးရေ800တန်းလောက်ရှိတယ်။တချို့တွေပြောတာ17တန်းတိရှိတယ်ကြားတယ်ခိုးဝင်ရောပေါ့။ထားလူဦးရေအဲ့ဒီ800တန်းလောက်ထဲကလူတသိန်းပဲညီလိုက်ကျွန်တော်တို့တလောက်ထိုင်းဘတ်ငွေ300ရရမယ် တိန်းတဲ့ရဆိုကျွန်တော်တို့ဘယ်လောက်ထိအတုံးပြုတ်ရမစဉ်းစားကြည့်เนาะ၁၀သိန်းတန်းဆယ်တချို့တွေစကမ်းတွေဆိုဘန်းငွေ၁၀သိန်းဘူးကြီးကုန်ကြခံရင်ဝင်သိန်းလို့ရတယ်စကမ်းရှိစဉ်းစားကြည့်တိန်းတဲ့ရကိုကျွန်တော်တို့စကမ်းသိမ်းမယ်ဆိုရင်တော့ဘယ်လောက်သိမ်းနိုင်ဒါပေမဲ့အဲ့လိုဖြစ်ဖို့အတွက်လူညီလားမေးကြည့်မညီဘူးအများကြီးထဲလူကထဲရမလိုဘူးတကယ်ဆိုကိုစီးပွားထိခိုက်အောင်ထဲကလူတယောက်ကို200ထဲလို့တလား200ထဲလို့ဘယ်သူမှစီးပွားမထိခိုက်ပါဘူးမုတ်တလုံးစားတော့ပဲရှိတယ် ဒါပေမဲ့အဲ့ဒါလို့ဖဲ့တာကိုလည်းလက်ခံမဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေရတဲ့စနစ်တကျနဲ့အဂတိကင်းဖို့လိုအပ်တယ်။ဒါဆိုရင်ညီညီညာညာနဲ့ထဲတဲ့ပြည်သူကလည်းထဲ့မယ်။စနစ်တကျလက်ခံတဲ့အဂတိကင်းခြင်းနဲ့လက်ခံမယ်ဆိုရင်ကျွန်တော်အခုစီစဉ်ပေးထားတဲ့အရာဆိုရင်တလောက်200ထဲရတယ်။လေးလပြည့်စမတ်ကတ်ထုတ်ပေးတယ်။အဲ့ဒီစမတ်ကတ်ရှိတဲ့လူတွေကတမ်းမာရေးအစီအစဉ်တို့ကားဆိုင်ငယ်အစီအစဉ်တို့တခုခုဖြစ်လာမယ်။အကူအညီမရှိဘူးဆိုရင်အဖွဲ့ကိုချက်ချင်းအကူအညီတောင်းလို့ရတယ်။30ရာခိုင်နှုန်းအဲ့ဒီပြန်လဲကူညီတဲ့နေရာမှာတုံးတယ်။ 80ရာခိုင်နှုန်းပြည်တွင်းပို့တယ်ပြည်တွင်းပို့တဲ့နေရာမှာတိုင်းနဲ့ပြည်နယ်14ခုကိုမဲနိုင်ပြီးတော့တိုင်းတိုင်းပြည်နယ်တစ်ခုကိုဘယ်နဲ့နေရာပို့နိုင်မလဲပြည်နယ်တစ်ခုတိုင်းတစ်ခုကိုနှစ်နေရာပို့နိုင်မယ်ဆိုအခြားပြည်နယ်တိုင်းတွေအကုန်နှစ်နေရာညီညီမျှမျှဖြစ်ကဘလောက်ကောင်းလဲစဉ်းစားကြည့်ဒါပေမဲ့ဒီပေါ်မှာကျွန်တော်ဘက်ကလည်းအားနည်းချက်ရှိပဲဒါကတော့ဘာဆိုအခုဆိုကျွန်တော်ဒီစနစ်ကိုပြစ်ထားတာလုံးဝတော့မကြော်ညာလုံးဝမနှင်းပြစ်ပြစ်ထားတာ3လကျော်လောက်4လလောက်ရှိပြီเนาะချင်းပြကျွန်တော်နိုင်ငံ PR တွေတအားလိုက်တယ်ထိုင်းမှာတော်တော်ကျွန်တော်အနေကျက်တဲ့အတွက် အဲ့ဒါကျွန်တော်ဘက်ကအားနဲ့ချက်ပေါ့နော်ကျွန်တော်လည်းအစွမ်းကုန်လို့ကြိုးစားပါမယ်ဒါပေမဲ့ကျွန်တော်ထက်တက်တိတဲ့ဒူတွေပိုလုံးနိုင်တဲ့ဒူတွေဒီစနစ်ကိုဥဆောင်လိုက်ကြမယ်ဆိုရင်စဉ်းစားကြည့်ကြကျွန်တော်အမြဲတမ်းတကားဖွင့်ပေးဘယ်လောက်ထိရဆိုတော့ကျွန်တော် UNG အောင်ဒီစနစ်ကြီးပေးဖို့လုပ်သေးတယ်။ဒါပေမဲ့ဝိုင်းသားကြတယ်မပေးခိုင်းကြဘူး။ကိုကတော့ကျွန်တော်ကတော့ရှင်းရှင်းလေးကျွန်တော်တို့တိုင်းပြည်အတွက်ငါလုံလို့တစ်ဆယ်ဘိုးအကျိုးပြုနိုင်မယ်ဆိုရင်ငါထက်ကောင်းတဲ့လူကလုံချင်တယ်။တူလုံရင်လည်းတရားဖို့အကျိုးပြုမယ်ဆိုအဲ့လူကိုနေရာလွှဲဖို့အစင်နစ်ပဲ။ဘာဖြစ်လို့လဲကျွန်တော်တို့လိုချင်တာဒီ အကျိုးဖြစ်ချင်တာဘာအကျိုးဖြစ်ချင်တာလဲကျွန်တော်တို့တိုင်းတူပြည်သားတွေလွတ်မြောက်စေချင်ဒီအာဏာရှင်စနစ်အောက်ကနေဘယ်သူပဲလုပ်လို့နော်ဒီပေါ်မှာလည်းအမျိုးမျိုးဖိတ်ခေါ်တယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေလူမျိုးတွေပေါ့နော်လူမျိုးဆိုတဲ့နေရာမှာမြန်မာရခိုင်မွန်ချင်းချမ်းအကောင်လုံးအတူတူပါပဲမြန်မာပြည်သားတွေအားလုံးကစီးလုံးညီညွတ်မှုဘိုင်းမှာအင်မတန်အားနည်းပါတယ် နော်အဲ့လိုညီညွတ်မယ်ဆိုအခုလိုမျိုးစစ်စင်ရေးတွေကိုအောက်မှာရှိတဲ့ရဲဘော်တွေလည်းစိတ်ချလက်ချလုပ်နိုင်မယ်စစ်ဘေးရှောင်ရှိတာလားကျွန်တော်စစ်ဘေးရှောင်တွေကိုလည်းနော်အချိန်နဲ့တပြေးညီပန့်ဖို့ကူညီနိုင်မယ်တလား300တလားကိုတယောက်ကိုလူတယောက်ကို200ဝိုင်းထဲလို့လူတသိန်းစုမိမယ်ဆိုဘတ်ကိုတ300ရမယ်တ300ဆို80ရာခိုင်နှုန်း14တိန်းတိုင်းနဲ့ပြည်နယ်တစ်ခုကိုဘတ်ကိုတသိန်းကျွန်တော်ထောက်ပံ့နိုင်မယ်ဒီမှာရှိတဲ့6တိန်းအလုတ်ဓမ္မတွေအလုတ်ရှင်အလုတ်ဓမ္မပြည်တနာတွေအစီတင်နေအခုဘလူအာကိုလို့ကိုယ်ကမှမတည်ဘူး နော်ဒါတွေအခုအလုပ်ဓမ္မကူညီရေးအဖွဲ့တွေကျွန်တော်တို့ဝိုင်းပြီးတော့ထောက်ပံ့လိုက်ကြမယ်ဆိုရင်အပေါ်အောက်ကိုအားလုံးတို့အကျိုးရှိမှာနော်ဒီဟာကိုလည်းကျွန်တော်အခုတိတိကျကျလုပ်ပါမယ်အဓိကကတော့ဗါလေဟိုကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်တို့တွေကဒီအချိန်မှာအကြောက်တရားတွေထောက်ထားနေကြလို့မရဘူးနိုင်တဲ့နေရာလောက်ကြရမယ်ဒီပုံမှာလည်းအားလုံးပေါင်ပြီးပုံကြပါလို့တိုက်တွန်းပါတယ်နော်အခုလိုမျိုးအောင်ပွဲတွေများများရပါစေနော်ဘုံမှုတွေဘူကြီးတွေတေရလောက်ကိုခင်ဗျားတို့အာရုံမစိုက်တော့ဘူးလားတိတယ်နော်အရင်ခေတ်က ထောင်းပြင်းတို့စစ်ကိုလေးတကောင်တကောင်လင်းပြောလိုက်ကြတာအမလေးပြောတော့ပြောတော့အခုခေတ်ကြတော့အဘုံမှုတို့ဘိုကြီးတို့ဘုံမှုချုပ်တို့ဟုတ်လားကျောင်းအော်ဒီတကောင်တောင်းအောင်ပြန်တွားပြန်တယ်ဒါလောက်ပဲအာရုံဖြစ်နေပြီနော်အဲ့ဒါတော်လန်ရေးကဘလောက်ထိအောင်မြင်လာတယ်ဆိုတဲ့အခြေခံပဲအဲ့ဒါတွေကပဂတိအရှိတရားတွေပြမြေပြင်မှာရှိတဲ့ပဂတိအရှိတရားတွေပဲနော်ဒါကြောင့်မို့လို့စိတ်သက်မကြနဲ့အတင်းနာပါအတူတူကရင်ဆိုင်ပဲအောင်ပွဲနေ့ကျရင်ခမားနဲ့ကျွန်တော်တို့နဲ့အတူတူပြောကြမယ်မင်္ဂလာပါခင်ဗျာ ဒီနေ့တော့ကျွန်တော်တို့ကိုစောဘဦးလေးဥရိပညာရှင်တယောက်ဘုဒ္ဓမြတ်ရဲ့စုံစမ်းစစ်ဆေးကော်မရှင်ဘုဒ္ဓမြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့နော်ပါဝင်ခဲ့သူ ਨੇ ကျွန်တော်တို့အဲ့အချိန်ကြီးဘုဒ္ဓမြတ်ရဲ့ဖြစ်ပေါ်လာတဲ့အမှုရဲ့အခြေအနေလေးကိုမေးကြည့်ချင်တာပါအဲ့တော့ကိုစောမိတ်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တရားလွတ်တော်ရှင်နေစောဘတွေပါကျွန်တော်တရှိရတော့ဒေါ်နိုင်ငံတောင်းတခုကို ဖလဲဝင်ဝင်လုံးဆောင်နေသလိုကျွန်တော်ရခိုင်ကမြို့သားညီညီရေဆိုရ NUG ရ MOG မှာ MOG မှာ MOD မှာအင်းတာဝန်တာဝန်ထမ်းဆောင်ရတဲ့သူတယောက်ဖြစ်ရဲဆိုတာကိုမိတ်ဆက်ပါကပြောကြားလို့ပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တဲ့အရာတွေကတော့အများကြီးတော့ကျွန်တော်ပြောစရာရှိတာပေါ့နော်ဒါပေမဲ့အဓိကတော့ဒီရင်းမာပင် ီခရိုင်ကိုကဲရီမှုလက်ရှိဖြစ်နေတဲ့ဘူတန်ပြည်ကိစ္စနဲ့ပတ်သက်ပြီးတော့အဲဒီကိုစောကဒီအမှုမှာအကင်တွေခဲ့ရတဲ့အနေအထားလေးတွေရှိတယ်လို့ကျွန်တော်တို့ကြားသိရတယ်ပေါ့ဗျာနော်အဲ့ဒါနဲ့ပတ်သက်ပြီးကိုစောအစာပြိုးလေးပြောပြပြီးပါဦးဘယ်လိုပါဝင်ခဲ့တာလဲဘယ်နေရာမှာလဲပေါ့နော်အဲကျွန်တော်တို့ဘူတန်မနီကနေပြီးတော့ရေဘော့တိုင်မောင်အပါဝင်ကျွန်တော်တို့ဒီဒီကျွန်တော်တော်လိုင်းရေဘော့တွေကိုဖန်စီတပ်ဖြတ်ခဲ့ရတာနဲ့ပတ်သက်လို့ အဲ့ဒီချင်းအဲ့ဒီကာလာကမြို့သားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ကျွန်တော်တို့စစ်ဘက်ဆိုင်ရာတော်ဟုဆုံးကစစ်စေးကော်မရှင်ဆိုတဲ့ကော်မရှင်တရက်ကိုဖွဲ့စည်းခဲ့ပါတယ်စစ်ဘက်ဆိုင်ရာဘဟုဆုံးဆန်းစစ်စေးရေးကော်မရှင်ဟုတ်အဲ့ဒါကိုကြောင့်ဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီကော်မရှင်မှာကျွန်တော်တို့ကအဓိကအားဖြင့်ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ကျွန်တော်တို့တရားရေးဝန်ကြီးဌာနဘက်ကဥပဒေ ပညာရှင်တနည်းအားဖြင့်ဥပရိပညာရအားဖြင့်တရားရေးကွန်ကြီးဌာနမှတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်တန်းတွေကဒီကော်မရှင်ကိုဖွဲ့စည်းခဲ့တယ်။ဟွန်းဒီကော်မရှင်နေနဲ့ကဒီအေဘုတောင်နည်းဖြစ်စက်နဲ့ပတ်သက်ပြီးတော့စုံစမ်းဆက်စည်ကျွန်တော်တို့ဥပဒေသမားရဲ့သကားနဲ့ပြောမှဆိုရင် intelligent intelligent program ကိုကျွန်တော်တို့လောက်ဆောင်ခဲ့ပါတယ် ဟုတ်ပြီကိုစောဒီနေ့တော့ဒီဗုဒ္ဓမီးကိစ္စနဲ့ပတ်သက်ပြီးဒီအပိုင်းမှာတော့တည်င်းကြီးလာတာပေါ့နော်အဓိကကျန်တဲ့အကြောင်းအရာတွေကိုထွေထူးမပြောချင်ပါဘူးဒီနေ့ TTM media မှာပါတဲ့ကိစ္စတွေကဟိုရှိလာတယ်ပေါ့နော်အဲအဲ့အရာတွေကိုမပြောခင်ပါပေါ့နော် TTM media ကိုသိမ်းမြဲရဲ့ဒီထုတ်ပြန်မှုဗုဒ္ဓမီး interview တွေပေါ့ဗျာအဲအဲ့ဒီမှာကျွန်တော်တို့တွေ့လာတဲ့အကြောင်းအရာတွေဥပဒေကြောင်းအရာတွေကိုကျွန်တော်တို့တွေ့ရတယ်ဒါဘုပြည်သူလူချင်းချင်းလေးသိစေချင်လို့ကိုစောကိုကျွန်တော်ဖိတ်ခေါ်တာဟုတ်အဲ့တော့ဟုတ်ပြီ စစ်ဘက်ဆိုင်ရာဘူစုံစမ်းစစ်ဆေးကော်မရှင်မှာဒီဗိုလ်တမလီမှုနဲ့ပတ်သက်ပြီးတော့ကိုစောဝဦးလေးအနေနဲ့ဒီကော်မရှင်နဲ့ကော်မရှင်ရဲ့ဆုံးဖြတ်ချက်အကြံပြုချက်ပေါ့အမှတ်ချက်ပေါ့နော်ဒါတွေပေးခဲ့ရမှာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့ဘလို့မှတ်ချက်တွေအဲဘလို့ဒီတမှာအကြံပြုချက်တွေပေးခဲ့လေခင်ဗျအဲဒီနေရာမှာကျွန်တော်တခုတည်းသတိပြောချက်ဟိုကျွန်တော်ပြောချင်တဲ့စကားလေးတစ်ခုကအင်း ကျွန်တော်တို့ NUG တို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရတည်း CRPH တို့ခေါ်တဲ့ပြည်တော်စုလွတ်တော်ကိုသာပြုကော်မတီကငွေဖွာပေးလိုက်တဲ့အစိုးရအဖွဲ့အစည်းဖြစ်ပါတယ်။အဲတော့ CRPH အနေနဲ့ NUG ကိုငွေဖွာပေးလိုက်တဲ့အချိန်မှာဗရင်းညင်တရက်ကိုထည့်ပေးလိုက်ပါတယ်။အဲ့ဒါကပါလဲဆိုတော့ 2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မတိုင်ခင်မြန်မာနိုင်ငံအတွင်းကဖြစ်တည်ခဲ့သောဥရိမီဥပဒေများကိုဒေသလိုက်နာပါမယ်ဆိုတဲ့ပြည်ညောင်းထည့်ပေးထားကြပါဒေသလိုက်နိုင်ရမယ်ဟုတ်ကဲ့ဒါဆိုရင် NUG ကာဝေးရေးဝန်ကြီးဌာနသည်သူနဲ့သက်ဆိုင်တဲ့1950ခုတက်မတော့အဥပဒေကိုအင်းလိုက်နာကျင့်သုံးလမ်းလုံးမှာအနေထားရှိပါမယ်။ဆိုတဲ့အခါကျတော့အဲ့ဒီချိန်အဓိကလာကဘုဒ္ဓမနိအပါဝင်မြန်မာနိုင်ငံတနန်တရားမှရှိတဲ့ အီယာအိုလီမှာအပအန်ယူဂျီဒါအောက်ခံတော်လှန်ရေးအစုဖွဲ့အားလုံးသည်1959တပ်မတော်အဥပဒေကိုလေစာလိုင်းနိုင်ရမယ်သဘောတဘာဝရှိနေပါလေဒါကြောင့်မို့လို့ဘုဒ္ဓမင်းရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံသားဆက်စေးရဲ့အခါမှာလည်းကျွန်တော်တို့သည်1959ခုနှစ်တပ်မတော်အဥပဒေနဲ့ဤဥပဒေပါလုံထုံလုံကြီးများအတားစုံသားဆက်စေးရပါတယ်ဆိုတော့ စုံလန်းစစ်ဆေးမှုရဲ့နောက်ဆုံးရလဒ်ကတော့ကျွန်တော်တို့ကဒီကဲမှပါဝင်ခဲ့တဲ့တရခတ်များကိုအပြစ်ပေးအရေးယူရမယ်ဆိုတဲ့အခြေအနေမျိုးပေါ်ပေါက်သွားပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တွေဒီကျွန်တော်တို့ကော်မရှင်ကိုဖွဲ့စည်းပေးခဲ့တဲ့ကာကွယ်ရေးဝန်ကြီးဌာနကိုကျွန်တော်တို့ပြန်လဲတင်ပြတဲ့အခါမှာဘူတမနိအပါအဝဲဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ သတ္တခံများအာလုံးကို1950ခုတမတော်အဥပဒေပါပြစ်မှုပြစ်ဒဏ်အတိုင်းဒိုးလီမဟုတ်မြန်မာနိုင်ငံရဲ့ရာသပတ်ကြီးပါပြစ်မှုပြစ်ဒဏ်အတိုင်းပြစ်ဒဏ်ပေးစီရင်ဖို့ကျွန်တော်တို့အကြံပြုချက်တပါရရေးသွင်းနေလိုက်တာတည်းဒီနေရာမှာပြောစရာဖြစ်လာတာကအဲ့ဒီအခြေအရိကလာကဘုဒ္ဓမနီတို့ခေါ်တဲ့တပြေအေးဆရာတော်သည် တမှုတယောက်ဖြစ်နေတဲ့အတွက်ကြောင့်တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာပြစ်ဒဏ်ကိုပါထပ်ပေးရမယ်ဆိုတာကိုလည်းကျွန်တော်တို့တပါတယ်ရေးသွင်းခဲ့ပါတယ်။ဖြစ်စဉ်မှာတနည်းအားဖြင့်ပြောရရင်သဘာနှစ်လို့ခေါ်တဲ့လူသားမှုပါ။ဘုရားမင်းမပါသည့်တိုင်ဟောစစ်တပ်သကားနဲ့ပြောရင်တော့ကြီးကျက်မှုနဲ့ကွန်ကဲမှုညံ့ဖျင်းတဲ့အတွက်ကြောင့်ဒီဟာနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကိုပေးဖို့လို့ ျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနကိုတင်ပြတာပြီးဖြစ်ပါဟုတ်ပြီအဲ့တော့ဆိုကိုဆိုရင်ဘိုးစုံကစစ်ဘက်ဆိုင်ရာဘိုးစုံကစီစီကော်မရှင်ဖွဲ့စည်းတာအခုဆိုဘယ်နှနှစ်ရှိပါလဲအဲပြောမှဆိုရင်တော့ဒီ2022ခရီးကဖွဲ့စည်းခဲ့တယ်ဆိုရင်တော့အခု၃နှစ်နီးပါးပေါ့နော်၃နှစ်နီးပါးရှိပြီပါဒါပေမဲ့အခုချိန်ဒီဒီအရေးယူမှုဆိုင်ရာအကောင့်တွေဘုံပုံစံကိုတော့ကျွန်တော်တို့မတွေ့ရဘူးပေါ့နော် အဲ့တော့စစ်ပဇံရဘုံစုံစမ်းစစ်ဆေးကော်မရှင် MOD MOJ ရောပါဝင်တဲ့ကော်မရှင်ရဲ့အကြံပြုချက်များကိုယခုချိန်ဒီအကောင့်ထဲပုံမှုမရှိသေးတာကိုတွေ့ရတယ်။အဲ့မှာနောက်တဲ့တဆက်ဆက်ထဲမှာပေါ့နော်။ဒီဒီကနေ့ပေါ့ဘုသိမြတ်ရဲ့ဗီဒီယိုပေါ့နော်။မှတ်ချက်ထဲမှာသူပြောတဲ့ထဲမှာပါလာကအဲဘုဒ္ဓမိရှင်နဲ့ကလည်းတကယ်အပြစ်ရှိရင်အေးအေးခံပါမယ်လို့အဲသူပြောတာလေ။ပြောတာလေ။တောင်းလဲကျွန်တော်တို့ဟို လေးစားပါလေဒါဒါဒါယောက်ျားတစ်ယောက်စစ်သားတစ်ယောက်ဟုတ်လားတော်လိုင်းသမားတစ်ယောက်တို့တော့ဥယင်ကကသူ့ကိုအပြစ်မရှိဘူးအဲအပြစ်မရှိဘူးအဲဒီတိုင်းနေပေါ့တော့ရတယ်ဆိုပြီးခရိုင်ကိုကိန်းဘူးရလို့တော့ပေးလိုက်တယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကိုကိုစောအနေနဲ့ဘယ်လိုရှုမြင်သုံးသပ်လဲခင်ဗျာဒီနေရာမှာကျွန်တော်တခုတည်းကြံသွားမှကြောက်လို့တော့ဖြည့်သွင်းပြီးတော့ပြောပြပေးအဲ့ဒါကတော့ပါလဲဆိုတော့ 1950ကုတ်တမ်းမတော်ဥပဒေရဲ့သဘောသဘာဝအရလူသားမှုလူသိမှုမရင်မှုကိုကျွန်တော်တို့စစ်ခုံရုံစစ်တရားရုံကစီရင်ပိုင်ခွင့်မရှိတာကိုလည်းသတိပြုဖို့ပေါ့။ဟောရပ်ဖက်တရားရုံမှာ Yes ။ဟုတ်ပြီကျွန်တော်တို့ကဒီဟာကိုစစ်တီကံဖောက်ပြမှုနဲ့အရေးယူပြီးသည့်အရေးယူပြီးတဲ့အခါကျရင် နေဘတ်တရားယုံတွဲပြီးတော့နေဘတ်တရားယုံကဆက်သက်စီရင်ဆောင်ရွက်ရမယ်အနေထားရှိပါတယ်အဲဒီတော့ဥိမောအနေနဲ့အပြစ်မရှိဘူးလို့ဘုဒ္ဓမနီကိုပါစနနီပြောလိုက်တဲ့ကိစ္စကိုတော့ကျွန်တော်ဘာမှမဝေဖန်လို့ပါဘူးဒီနေ့မှတခုတတိထားမှာနေဘတ်တရားစီရင်ရေးနဲ့ဆုံးဖြတ်ရမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စစ်ဘက်ဥပဒေမှာ တော်နိုင်ကတာဒုတိယမဟုတ်စစ်ပတ်လို့အချက်အနေထားရှိတယ်ဆိုရင်อืมနေဘက်တရားရင်ဘုရုပ်တရားမထွေးပေးပေနဲ့သူ့ရဲ့တာဝန်ချိန်ပြီးဆုံးမှလာနေဘက်တရားရုံဘက်ကိုတွဲပြီးလွှဲပေးရမယ်ဆိုရက်ဒုတ်ထုံလုံးဒီပြထန်ချက်ကနီးဝရိမပါနေတဲ့တကြောင်ဦးမွန်ဒီဘုဒ္ဓမင်းအပါဝင်တရခန့်အားလုံးကိုတရခန့်ဖြစ်ကြောင်းอืมမှတ်ယူပြီးတော့ စစ်အင်အားပြုံးပြီးမှကြောက်တဲ့အတွက်ကြောင့်ရုတ်တရက်မထုတ်ပဲပဲနဲ့ဂျာလူကတိုးပြီးလဲအဲ့ဒါပြီးတော့တောင်းဝန်ထမ်းဆောင်ဖြေတဲ့သဘောပါဒါပေမဲ့ယာလူတိုးပြီးတဲ့အချိန်ဒီကတော့ကျွန်တော်တို့1950ခုတတ်မှတ်တော့အဥပဒေနောက်ဆက်တွဲနီးဥပဒေရလုံးဝလွဲမှားနေတဲ့အချက်လက်ဖြစ်ပါတယ် အကယ်၍များကြီးသေးတဲ့တာဝန်ကိုထားဆောင်ရတဲ့တပ်မှုမျိုးစုဒလူပြဿနာမျိုးဖြစ်တာရင်ယာဒူကိုဆိုင်းငံ့ပြီးတော့နောက်တောင်ပြန်ခေါ်လာလိုက်တဲ့မျိုးရှိတတ်ပါလေမီနီတာတော့ဘာလို့ပေါ့နော်ဟုတ်တယ်ဆိုတော့ဒီနေရာမှာပြောသေးရရှိတာကတပည့်အေးဆရာတော်လို့ခေါ်တဲ့ဘုရားမဏိကြီးပါမန်ရေဘော့တယောက်စစ်သည့်တယောက်မဟုတ်ပါဘူးလူသိတတ်မှုပြတဲ့အတွက်ကြောင့်သူရဲ့တာဝန်ကိုရပ်ဆိုင်ရမယ့်အခြေအနေမှာတာဝန်ကိုမရပ်ဆိုင်နိုင်တဲ့ယာလူ တို့ဒီမှာဟိုဒုံငန်တောင်းတိုးမြင့်ပေးလိုက်တာကတော့ဥရချိုးပေါက်လို့ပါလားအဲဒီကဝေဝန်ကြီးဌာနရဲ့လုံထုံလုံးကြီးကဘလို့ပြုတ်ပြန်လာလဲဆိုတာကိုကျွန်တော်မေးခွန်းထုတ်ပြတယ်ဟွန်းနောက်တစ်ချက်ကဒီ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 ကိစ္စမှာပေါ့နော်အဲဒီ CRPH ကကဒီ CRPH ဘက်ကနေပြီးတော့လူကြီးပိုင်းတွေရဲ့တာသမီတွေလည်းဟိုဒီပါဝင်နေလို့ဆိုတော့အဟမကြားတယ်ပေါ့ဗျာနော်ကြားတဲ့အခါကျတော့ဘလောက်ကြီးကြီးတွေပါဝင်နေဘလောက်ထိပါဝင်လဲဆိုတာကို ပြောလို့ရနိုင်တာပြောလို့မရရင်လည်းမပြောနိုင်ဘူးပြဿနာရှိအဲဒီနေရာမှာကျွန်တော်တခုတော့ပြောချင်တာပေါ့နော်ကျွန်တော်ကတော့ဥရေသမားဖြစ်တယ်ဟွန်းအဲနောက်တစ်ခုကပုဂ္ဂိုလ်ထက်ခိုင်မှုတွေပါမှာဖြစ်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်ထက်ခိုင်မှုတွေပါလာတယ်လို့ဖြစ်မှာကြောင်းတဲ့အတွက်ကြောင့်ကျွန်တော်နာမည်တွေတော့ထုတ်ပြောထုတ်ပြောလို့မကောင်းဘူးထုတ်ပြောခြင်းမရှိပါဘူးသို့တော့အကြီးကြီးတယောက်ရဲ့သမီးကတော့တရားခံပြသတိတနည်းအားဖြင့် ဘုရားမနိပကဖတ်ဖို့ပေးခဲ့တဲ့သတ္တိအဖြစ်နဲ့ပါဝင်ခဲ့တယ်ဆိုတာတော့ကျွန်တော်တယ်မှာမှတ်တမ်းအခိုင်အမာရှိပါတယ်ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တယ်မှာဒီကနေ့ဒီချိန်ဒီအဲ့ဒီအမှုတွေနဲ့ပတ်သက်တဲ့တာဝန်ကမိတ်တူတနည်းအားဖြင့်ကျွန်တော်ရဲ့ယုံတိုင်ရာကြီးကတော့အခုချိန်ကြီးရှိနေပါတယ်ခင်ဗျအဲ့ဆိုဥယျာဉ်မှာဘုရားမနိကိုအပြည့်မရှိဘူးလို့သူကနှုတ်နဲ့တော့လည်းကောင်းစာနဲ့တော့လည်းကောင်းပြောခွင့်ရှိတယ်လားဟီးရိုးတိုက်ကားကောင်းဆောင် ဗိုလ်ထိုက်မောင်နဲ့လူရောက်20အသက်ခံရတဲ့ကိစ္စမှာဗိုလ်တံမဏိကို NUG ကစစ်ဆေးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဗိုလ်တံမဏိကရှင်းလင်းဖြေကြားသွားပါတယ်။သူ့ကိုစစ်ဆေးကြတာမှန်ပေမဲ့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကသူ့မှာအပြစ်မရှိကြောင်းတရားဝင်ပြောထားတယ်လို့သူကဆိုပါတယ်။အဲ့ဒီအခွင့်အာဏာမျိုးရှိတယ်။ဟုတ်ပြီ။ကျွန်တော်တို့ကော်မရှင်ကအကြံပြုသုံးသပ်ချက်ကိုอืมကာကွယ်ရေးဝန်ကြီးဌာနနဲ့အကောင့်တဲ့ပေါ်ခြင်းမပေါ်ခြင်းကတော့อืมဒါက ကဝေဝန်ကြီးဌာနရဲ့တာဝန်သာဖြစ်ပါတယ်သို့သောကျွန်တော်တို့ရဲ့သုံးသက်ချက်တွေကိုကြည့်ပြီးမှအပြစ်မရှိဘူးလို့ဦးဤမွန်ကပြောခဲ့တယ်ဆိုရင်တော့ကျွန်တော်မှာမေးစရာမေးခွန်းနှစ်ခွန်းရှိပါတယ်အဲ့ဒါကနံပါတ်1လူကိုခင်လို့မူကိုပြင်တယ်ဆိုရင်မြန်မာစစ်တပ်နေတူ တတိယအဖြစ်မင်းအွန်လိုင်းရဲ့စစ်တပ်မီးတူဖြစ်နေပြီလားလို့ကျွန်တော်နံပါတ်1မိန့်ခွန်းထပ်ပါမယ်။နံပါတ်2ကတော့ဥပဒေရဲ့အထက်မှာဝီမွန်ရှိနေပါသလား။ဒီမေကွန်းမင်းရဲ့နဲ့ပဲကျွန်တော်ညှိကုန်ချုပ်ပြရတယ်။ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဗိုလ်တမ်းမီးနဲ့လူတက်မှုတွေပေါ့ဗျာအစုလိုက်ပြုံလိုက်တက်မှုတွေနဲ့ပတ်သက်ပြီးတော့2022ခုနှစ်မှာဖြစ်ခဲ့တဲ့အခြေအနေကိုဘိုလ်စစ်ဆိုင်ရာဘိုလ်ကော်မရှင်ရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့တွေ့ရှိချက်မှာ ွေ့ရှိချက်ကိုရှင်းလင်းတင်ပြတာဖြစ်ပါတယ်။တွေ့ရှိချက်မှာစုံစမ်းစစ်ဆေးကော်မရှင်မှာကိုယ်တိုင်ပါဝင်ခဲ့သူဥပဒေပညာရှင်စောဘဦးလေးရဲ့ပြောကြားချက်ကိုမှတ်ချက်ပြုပေးခဲ့ကြပါဘူး။ကျေးဇူးတင်ပါတယ်။